မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ23ရက်ဒီဂရီ9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်မင်္ဂလာပင်လယ်အောင်မြောက်ပိုင်းတွင်အများအပြားတာယာနေပြီးမင်္ဂလာပင်လယ်အောင်အလဲပိုင်းတွင်တိမ်နေငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်နှင့်ချမ်းမင်္ဂလာပင်လယ်အောင်တို့တွင်တိမ်တင့်တင့်မှတိမ်ထွက်နေပါမည် ဒီကနေ့ညနေထိခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးတွင်နေရာကျကျကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိချုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်သိမ့်တိမ်ဖြစ်ထွန်းပါမယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရတနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့် ကျူတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။မြမပင်လေပြင်းတွင်လှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြမမြမကံရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်းတွင်၅ပေမှ9ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျှော့နေနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်နီးတဝိုက်တွင်ဒီကနေ့ညနေတီခမန်းချက်ကတော့အများအပြားတာယာပါမယ်။ရန်ကုန်မြို့နယ်ဒီဝိုက်တွင်ဒီကနေ့ညနေတီခမ်းမန်းကြကားတော့တိမ်သိမ့်တင်ဖြစ်ထွန်းပါမယ်ရှင်။